ိုင်းကလေးထိုးမယ်တပယ်လေးတွေအတွက်ဒီသတင်းကျုံမှာနော်ပွဲတွေလက်ခံထားတဲ့အဲတပယ်လေးတွေအတွက်ကိုဆီမကဖုံးမပါပဲနဲ့ပိုင်းကလေးထိုးနည်းကိုသင်ပေးမယ်နော်အဲ့တော့ဖုံးမပါတော့ကြတော့ဆီမတို့ကဒီလိုနှစ်တုံးခွက်ထဲမှာဆိုလို့ရှိရင်ဒီလိုနှစ်တုံးခွက်ထဲမှာဖုံးမထည့်ပဲနဲ့ဒီလိုခွက်ကလေးတွေကိုအသုံးပြုပါဒီလိုခွက်ကလေးတွေနော်လုခွက်ကလေးတွေအသုံးပြုမှာအဲ့ခွက်ကလေးတွေကိုဆီမကဒီလိုထည့်မှာဒီလိုထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခွက်ကလေးတွေကိုတုံအောင်လို့ညှက်လိုက်တာ တကယ်လို့နောက်တန်းမှာရှည်ခြင်းလဲဆိုရင်တော့ခွက်အရှည်အတိုင်းထည့်ပေါ့နော်အဲ့တော့ဒီဟာကိုပို့ပြီးမြဲသွားအောင်လို့ဆင်မလို့စတက်ပလာလေးနဲ့ညှက်ခြင်းအောက်ကနေသွင်းမယ်နော်ဒီလိုညှက်ထားတဲ့ဘက်ကနေသွင်းမယ်ခိတ်နှားလေးကနေကတ်ပြီးတော့စတက်ပလာနဲ့ဖိလိုက်မယ်နော်မြဲသွားပြီအဲ့လိုမြဲသွားမှဒီလိုနှစ်ခွက်လေးထားလိုက်မှာဒီလိုလေးထားလိုက်မှာလို့တစောင်းလေးတွေထားမယ်အဲ့တိုင်းလေးတွေဒီလိုလေးတွေစီသွားမယ်နော်ဒါစီထားပြီးသားဆင်မနော်စီထားပြီးပြီစီထားပြီးတာလေးတွေကိုဆင်မလို့ကတပြေလေးတွေကိုဒီနေရာမှာဆင်မကတပြေရှိလို့တပြေအစင်ပြတာနော် ဒီနေရာမှာကျေပန်းဆိုလဲကျေပန်းပေါ့အရန်ပန်းဘာမစုတုံးလို့ရတယ်အရန်ပန်းအရွက်တုံးလို့ရတယ်အရန်ပန်းနေတုံးလို့ရတယ်ဂန္ဓမာသေးသေးလေးတွေတုံးလို့ရတယ်နော်ဒါကအရန်ပန်းအဖြေပန်းနေနဲ့တုံးမဲ့ပစ္စည်းတွေအကုန်လုံးကိုဒီခွက်ကလေးတွေထဲမှာထည့်လိုက်တာအဲ့တော့ဖော်တော့မလို့ထည့်တဲ့စီမှာဆက်မပြတ်မယ်ဒါဒီလိုလေးတွေကြိုတင်ပြင်ဆင်ထားမယ်အရွက်ကလေးတွေကိုပြီးလို့ရှိရင်အစုလိုက်လေးကင်လိုက်မယ်ဒီမှာခွက်ကလေးရှိတယ်အနိကက်လေးပြလိုက်နော်ဒီမှာခွက်ကလေးနဲ့ရေရောထည့်ထားတယ်နော်အဲ့ခွက်ကလေးတွေကိုထည့်လိုက်မယ်အဲ့ဒါလေးကပြည့်သွားရောနော် ပြည့်သွားပြီဆိုမှ main man လေးတွေလိုက်ထင်မယ် main man လေးတွေလိုက်ထင်မယ် main man လေးတွေ banking လေးတွေမှာလိုက်ထင်မယ် main man လေးတွေလိုက်ထင်မယ်အရွက်ကလေးတွေကြားထဲမှာညက်ပြီးရောမမက်ကလေးဖြစ်ချင်လဲမက်ချင်လို့ရတယ်ခြေတန်းကိုငိုက်ချင်တယ်ဆိုလဲငိုက်မယ်အလှယ်လေးတွေတည်ထားမယ်နော်လူလေးတွေလိုက်ထင်မယ်လိုက်ထင်မယ်နော် banking လေး ိုပန်းကင်းလေးတွေကိုဆမပန်းကင်းထိုးနေတဲ့မှာမိန်းမလေးတွေဘလို့ဒီဇိုင်းလေးတွေဖွဲ့တယ်ဆိုတာလေးအတင်ပြထားတယ်လေအဲ့တိုင်းလေးလေ့ကျင့်ကြည့်နော်တန်လာလေးပူဆုံးနိုင်ကြပါစေ